အလုံးပေးမင်္ဂလာပါချင်းရက်ဒီယိုအစည်းအဝေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခုံနုံတုံချင်းရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့နောက်ဆက်ရမယ့်သတင်းကောင်းစဉ်တွေကတော့ဟာခါမြို့မှာရွေးကောက်ပွဲအတွက်ဝင်းထားတဲ့စစ်ရှောင်းတွေကိုချုပ်တင်မဲပေးခိုင်းတဲ့သတင်းကလေးမြို့တောင်ပိုင်းတိုက်ပွဲတွေမှာ ABSDF ရဲဘော်၃ဦးကြာဆုံးပြီး၁၀ဦးဒဏ်ရာရရှိတဲ့သတင်း အသက်မပြည့်သေးတဲ့ချင်းမျိုးသမီးရဲ့တူအထမပြုတ်ချင်းခံရမှုနဲ့ပတ်သက်ပြီးပြစ်မှုကျွလွန်သူကိုထိရောက်စွာအရေးယူပေးဖို့အာဖရိကတတော်အား GKO တောင်းဆိုလိုက်တဲ့တရင်နဲ့မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံသား900နီးပါးဖမ်းဆီးခံရတဲ့အထက်မှာချင်းလူမျိုး140ထက်မနည်းပါဝင်နေတဲ့တရင်စရတဲ့တရင်တွေနှာစင်ရမှာပါ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်ကစပြီးအပိုင်းလိုက်ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်ကျူတင်မဲပေးခြင်းလုပ်ငန်းတွေကိုဟာခါမြို့ပေါ်မှာစတင်ဆောင်ရွက်နေပြီးဝင်ထမ်းတွေဝင်ထမ်းမိသားစုတွေအပြင် စပေးရှောင်တချို့ကိုလည်းကျူတင်မဲပေးခိုင်းနေတယ်လို့သိရပါတယ်။အဆိုပါကျူတင်မဲပေးမှုတွေကိုဟာခါမြို့ကလူဝင်မှု ကြီးကြပ်ရေးလှပကယုံနေဈေးသိရက်ွက်ရှိမိခင်တဲ့ကလေးချမ်းမကြီးဌာန MCH တို့မှပြုလုပ်နေကြောင်းသိရပါတယ်။ဒေသခံအမျိုးသားတဦးရဲ့ပြောဆိုချက်အရလာဝကယုံမှာကျူတင်မဲပေးခြင်းဟာတပတ်ခန့်ကြာမြင့်ပြီဖြစ်ပြီး MCH ယုံမှာဒီဇင်ဘာ၁ရက်နေ့ကစတင်ကကျူတင်မဲပေးကြတယ်လို့သိရပါတယ်။စာပေတဲ့ရက်အတိကျတော့ မသိပေမဲ့ကျွန်တော်သိရသလောက်တော့တို့ဝင်ထမ်းတွေဝင်ထမ်းမိသားစုတွေပေါ့နော်။နောက်စပေးရှောင်တချို့တွေကတော့ကျူတင်မဲ့ပေးတယ်လို့သိရပါတယ်။သိရသလောက်ကတော့ဟာကောင်မျိုးမှာလဝကယုံနဲ့ MCH မှာပေးတယ်လို့သိရပါတယ်။လဝကမှာတော့ကျွတင်မဲပေးတာက တပတ်လောက်ရှိပြီး MCH မှာကျတော့ဒီဇမတရနေ့ကစပြီးတော့ပေးတာပါလို့သူကပြောပါရီ ဒီဇမလာ28ရက်နေ့မှာကျင်းပမယ့်စင်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်း1မှာဟာခါမျိုးနဲ့တီတီမျိုးတို့ပါဝင်ပြီးတော့လာမယ့်ဇန်နဝါရီလထဲကျင်းပမယ့်အပိုင်း2ကတော့ဖလန်တွန်းစာနဲ့ထန်ဒလန်တို့ပါဝင်ပါတယ်။ချင်းမီနယ်တောင်ပိုင်းဒေသတွေဖြစ်တဲ့ပလဝမတူပီကံပလက်မင်းတမျိုးနယ်တို့မှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်တဲ့အကြောင်းစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးဖြစ်ပါတယ်။ စစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ချင်းတော်လိုင်းအင်အားစုတွေကဆန့်ကျင်ကန့်ကွက်ထားပြီးတော့ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမပြုကြဖို့လည်းအတိအပေးချက်ထုတ်ပြန်ထားကြပါရရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ချင်းတဲ့စကိုင်းအဆက်ရှိကလေးမျိုးနယ်တောင်ပိုင်းကစစ်ကွန်မရှင်တပ်တွေကို ချစ်လန်းကောင်စီစီစီချင်းပြည့်အစိုးရကာကွယ်ဝင်ကြီးဌာနကဥဆောင်ပြုလုပ်နေတဲ့စစ်စင်ရေးတိုက်ပွဲတွေမှာ ABSDF အမှတ်3စစ်ကြောင်းကရဲဘော်3ဦးချဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကစတင်ပြီးတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာချစ်လန်းကောင်စီဥဆောင်ပြုလုပ်တဲ့စစ်စင်ရေးမှာမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများ Democratic တပ်ဦး ကျောင်းသားတက်မတော် ABSDF အမှတ်3စစ်ကြောင်းဟာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စစ်ကွန်မရှင်တပ်တွေကိုတိုက်ခိုက်ခဲ့ကြောင်း ABSDF အမှတ်3စစ်ကြောင်းထံကနေသိရပါတယ်။ချက်လန်းကောင်စီကောက်ဝဲဌာနစစ်ကြောင်းတက်ကနေဦးစီးတဲ့ကလေးနယ်တောင်ပိုင်းကမှန်တော်ကျန်သာကပနီအောင်မင်္ဂလာဟန်တာဝတီပေါ့အဲ့ဒီဖက်မှာရှိတဲ့တိုက်ပွဲတွေမှာကျွန်တော်တို့ရဲဘော်တွေကြာဆုံးခဲ့တာဖြစ်ပါတယ်။အများစုကတော့တိုက်ပွဲအတွင်းမှာထိခိုက်ကြဆုံးလာကြတာဖြစ်ပါတယ်။ တိုက်ပွဲကတော့နိုဝင်ဘာ6ရက်ကနေလကုန်အထိပဲတိုက်ပွဲတွေဖြစ်နေတာပါမကြာခဏလက်ရှိအချိန်အထိပေါ့နော်တိုက်ပွဲတွေကဆက်ဖြစ်နေစေဖြစ်ပါတယ်လို့ ABSDF စစ်တောင်းသုံးပြောရေးဆိုခွင့်ရှိသူကပြောပါရီတိုက်ပွဲတွေမှာ ABSDF အမှတ်3စစ်တောင်းအမှတ်7တိုင်ရင်ရှိတပ်စုမိုးရီဖြစ်တဲ့ရဲဘော်စင်မြင့်လွင်ခေါ်ဖိုးလွင်ရဲဘော်စိုးစိုးဦးခေါ်မှိုင်းမှိုင်းရဲဘော်နိုင်လင်းစိုးခေါ်မျက်စိတော်ဟာ Federal Democracy တော်လှန်ရေးအတွင်ကြာဆုံးသွားတယ်လို့သိရပါရီ ၎င်းတို့ဟာចောင်းသားတက်မတော်မှပေးအပ်တဲ့တာဝန်တွေကိုခြေပွန်းစွာထမ်းဆောင်ပြီးရဲစွမ်းတတိနဲ့ဆွတ်လွတ်ဆွန့်စားမှုတွေကိုចောင်းသားတက်မတော်အမှတ်၃စစ်ကြောင်းကဂုံကျုံမှတ်တမ်းတင်အပ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။အဆိုပါရဲဘော်တို့ဟာမြင်မြန်စွာကြဆုံမှုအပေါ်မိသားစုတွေနဲ့ထတ်တူဝန်းနေခြေခွဲရပြီးတော့တော်လိုင်းကြီးတာဝန်တွေကိုဆက်လက်ထမ်းဆောင်ရင်းနဲ့အာဏာရှင်စနစ်ပြုတ်ကြတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကတိပြုကြောင်း ABSDF ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကလေးမျိုးနဲ့ကံကောမျိုးအကြားကတိုက်ပွဲတွေမှာစုကမရှင်တဟာလေဆောင်နဲ့လက်နေချေပြစ်ကိုတွေကိုအထီးကအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ချင်းမင်းနယ်မြောက်ပိုင်းဒေသနဲ့ကလေးကံကောဒေသတွေမှာစုကမရှင်တနဲ့တော်လိုင်းပူပေါင်းတက်တို့အကြားတိုက်ပွဲဟာတလနီးပါဆက်လက်ပြင်းထန်ခဲ့ပြီးတော့စုကမရှင်တက်ကဘူမှုအပါဝင် အဖွဲ့ဝင်150ထပ်မင်းသေဆုံးပြီးစစ်တုံးပန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့သိရပါတယ်ရှင်။ နောက်တဲ့တင်တဘောကတော့ဆင်းမင်းနယ်တောင်ပိုင်းပလောဝမြို့နယ်မှာအသက်မပြည့်သေးတဲ့ချင်းမျိုးသမီးငယ်တူအတမပြိုကျင့်ခံရမှုနဲ့ပတ်သက်ပြီးတော့ပြမို့ကျွလွန်တို့ကိုထိရောက်စွာအရေးယူပေးဖို့ကဘာလုံးဆရာကုမီ အဖွဲ့ GKO ကအရခတတော်အေအေကိုတောင်းဆိုလိုက်ပါတယ်အရခတတော်အေအေထိန်းချုပ်ထားတဲ့ပလောဝမြို့နယ်ဒလက်ကိုင်းချေးရွာမှာအသက်16နှစ်အရွယ်လေးတူချင်းအမျိုးသမီးငယ်ဟာနိုဝင်ဘာလ9ရက်နေ့မှာအတမပြိုကျင့်ခံခဲ့ရတာပါ ဖြစ်စဉ်ကတော့နိုဝင်ဘာလ9ရက်နေ့ညနေ9နာရီအချိန်မှာတလက်ကိုင်းချင်းရွာကျဲလှမ်းလျှောက်နေတဲ့အဲ့ဒီမိန်းကလေးငယ်ကိုရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကျေလုံးကြီးချင်းရွာကနေအသက်46နှစ်အရွယ်ဦးထွန်းလိုင်ကရွာမြောက်ပိုင်းတော်ဆက်တနေရာကိုခေါ်သွားပြီးသုံးချိန်အတမပြုတ်ကျင်ခဲ့တယ်လို့ GKO ကဆိုပါတယ်ဒီမို့ကျွလွန်သူဦးထွန်းလိုင်ကို ULAA အတောင်ဝင်ရှိသူတွေကနိုဝင်ဘာလ19ရက်နေ့မှာဖမ်းဆီးထားပြီဖြစ်တယ်လို့သိရပါတယ် ULAAA အနေနဲ့ဒေသတွင်လိန်ပိုင်းဆိုင်ရာအကြံဖတ်မှုမရိမှုတွေအပါအဝင်အခြေခံလူ့အခွင့်အရေးတွေကိုအလေးထားဆောင်ရွက်ဖို့လိုအပ်ပြီးအခုလိုအသက်မပြည့်သေးတဲ့မိန်းကလေးငယ်အပေါ်ကျွန်းလွန်တဲ့အပေါ်မှာလည်းထိရောက်စွာအရေးယူဆောင်ရွက်ဖို့ GKO ကနိုဝင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်ပါတယ်ကျေရင်းပြေပါမှာရှိနေကြတဲ့ကလေးသူငယ်နဲ့အမျိုးသမီးများကာကွယ်ဆောင်ရှောက်ရေးအဖွဲ့ရဲ့အနေနဲ့လဲတဲ့ငယ်မရိမို့ဂျွလုံမှုအပေါ်ဝိုင်းဝန်းကိုငယ်ဆောင်ရွက်ပေးကြဖို့ GKO ကတိုက်တွန်းထားပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်ကို ULAAA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့အုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒါလို့အုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတဲ့အချိန်မှာ ULAAA ဟာရခိုင်ပြည်နယ်ကရခိုင်တိုင်းသားတွေကို အလုံးအရင်နဲ့ပလောဝမြို့နယ်မှာနေရာချပေးခဲ့တယ်လို့ GKO ကဆိုပါတယ်။ ULAAA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခက အလောဝမြုံနယ်မှာဒေသရင်းတင်ငင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေတယ်လို့မီဒီယာတွေမှာပြောဆိုနေပေမဲ့ဘလောဝကို ULAAA ကထိန်းချုပ်ပြီးတဲ့နောက်မှာမရိမှုငါမှုအထိရှိခဲ့ပြီးမရိမှုတချို့မှာ ULAAA တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကျုံ့လွန်ခဲ့တယ်လို့ GKO ကထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မလေးရှားနိုင်ငံမှာနိုဝင်ဘာလအတွင်းမြန်မာနိုင်ငံသား900နီးပါးဖမ်းဆီးခံရတဲ့အထင်မှာ140တမင်းဟာချင်းလူမျိုးတွေဖြစ်ကြောင်းမလေးရှားမြန်မာအဆိုစီယေရှင်း MMA ထံကနေသိရပါတယ်။ချင်းတရင်သား140ကမလေးရှားတနိုင်ငံလုံးပေါ်တော့ကျွန်တော်တို့ MMAC မှာအကူငီတောင်းနေဟာတွေရတဲ့အချက်လက်ရာက140ကျော်ပါဝင်နေတယ်။ တချို့နေရာတွေတာမှာတော့အယောက်40လောက်တော့ပြန်ထွက်လာနိုင်တယ်။ဂျန်နဲဟာကဘာမှအထောက်အထားမရှိတဲ့အခါကျတော့သူတို့ကိုတရားမဝင်နေထိုင်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့တရားရုံးတင်တယ်။တရားရုံးတင်ပြီးတော့ထောင်ဒဏ်ကျမယ်။ထောင်ကြပြီးကံမြောက်ပြီးမှပဲမြန်မာပြည်ပြန်လို့ရမယ်ဆိုတဲ့ဟာတစ်ချက်ရှိတယ်လို့ MMA မှပြောရဲဆိုခွင့်ရှိသူဦးအိုက်လွင်ကပြောပါရယ်နိုဝင်ဘာလအတွင်းမလေးရှားနိုင်ငံမှာဖမ်းဆီးခံရသူနိုင်ငံသားသား2800ကိုရှိခဲ့ရအောင် မြန်မာနိုင်ငံသား693ဦးပါဝင်ပြီးတော့၎င်းတို့ထဲကချင်းတိုင်းသား140ကျော်ပါဝင်ခဲ့ရမှာတော့40ခန်းသာအထောက်အထားများရှိနေပြီးအများစုမှာအထောက်အထားမရှိဖြစ်နေကြောင်းသိရပါတယ်။ကင်မရွန်ဟိုက်လန်မှာ239ဦး၊ဂျူဟူးမှာ82ဦး၊ဂလန်တန်မှာ62ဦး စရန်ဘန်းကျင်းနဲ့နီလိုက်မြုံမှာ58ဦးစလန်ကောမှာ39ဦးတို့ဟာနိုဝင်ဘာလအတွင်းအဲ့ဒီဒေတာတွေမှာချင်းလူမျိုးတွေအများဆုံးဖမ်းဆီးခံရတယ်လို့ MMA ရဲ့တေသမာလ3ရက်နေ့ထုတ်ပြန်တဲ့စီးရင်အရာတီးရပါတယ်မြန်မာနိုင်ငံသားဖမ်းဆီးခံရသူတွေမှာတချို့ကိုမလေးရှားအာဏာပိုင်တွေကတရားရုံးတင်ဆွဲဆိုမှုမပြုလုပ်ဘဲကမ့်စခန်းကိုပို့ပြီးတော့မြန်မာတန်ယုံကမြန်မာနိုင်ငံသားမှန်ကန်ကြအတီးပြုတ်ပေးပါက တိုက်ရိုက်ပြန်ဖို့ဖို့ဆောင်ရွက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိမြန်မာလူမျိုးတွေဖန်စီခံရမှုစီးရင်ဟာ MMA အဖွဲ့ကစုဆောင်ရတဲ့လောက်သာဖြစ်ပြီးတော့မြေပြင်မှာအခုထက်ပိုပြီးတော့များနိုင်ခြင်းရှိကြောင်းလည်းသိရပါတယ်။မလေးရှားမှာ အဖန်စီခံရခြင်းအခက်အခဲရောက်နေသူတွေတရားရုံးရင်ဆိုင်နေသူတွေရှိနေအခက်အခဲရှိသူတွေထောင်ဝင်စာသွားတွေ့ဖို့အခက်အခဲရှိသူတွေလူချင်းတွေ့ချင်းသူတွေအနေနဲ့ MMA အဖွဲ့ထံအကူအညီတောင်းခံနိုင်ကြောင်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်